အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘယ်ရင်စရာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှတော့ကျွန်တော်မိတ်ဆွေတလင်းကလေးသားသမီးအားလုံးအတွက်စနေရ9လ2025ကနေ17ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောကင်းကိုကန္နာတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဒီတစ်ပတ်ကာလအတွင်းမှာကျွန်တော်မိတ်ဆွေတလင်းကလေးသားသမီးတွေပေါ့လေဘယ်လိုကံရရလေးတွေကြုံတွေ့ရတယ်လဲဆိုလို့ရှိရင်တော့ကျွန်တော်ဗီဒီယိုမျက်နှာပဲကြည့်ပြီးဟောကြားပါဆိုပြနော် အဲဘယ်တော့သုံးပြောချင်တာကဒီဒေဘရာကလာဒီတနင်္ဂနွေတာသမီကျွန်တော်မိတ်ဆွေတွေအတွက်အမရန်ကန်ကောင်းနဲ့ရက်ကောင်းအရာသာလေးတွေဖြစ်နေတာသွားတွေ့ရတယ်နော်ဒီဒေဘရာကလာကတနင်္ဂနွေတာသမီတွေအတွက်စီးပွားလက်လာပါအမရန်တက်မဲ့ဂိမ်းထဲမှာသွားပါတယ်နော်ဝမ်းသာဖို့ကောင်းပါတယ်အဲ့တော့ဝါသနာပါတဲ့ကျွန်တော်မိတ်ဆွေတနင်္ဂနွေတာသမီတွေထီထိုးလို့ရပါတယ်နော်ထီကန်ဆန်းတင်တယ်ရှစ်ပုံရှစ်ကန်ကြီးမားတဲ့သူတွေဆိုရင်ထီစုကြီးပေါက်တော်မျိုးလေးတွေဂျုံဝမ်းတက်တယ်ဗျာနော်ထိုးပြအောင်ထိုးစေချင်တယ်ဗျာနော်ဆိုတော့အဲ့တော့ထီထိုးမယ်ဆိုလို့ရှိရင် ကနားလေးလည်းပြင်မယ်ပေါ့တော့လည်းတယောက်တော့ပေါ့နော်ဆိုတော့ထီထုံးမှဆိုရင် तू ကနှဲ့အစနှဲ့အစုံခွန်စခွန်စုံအဲ့လိုကနားလေးတွေရွေးထိုးပေးပါလို့အကြံပေးပြရစေနော်တခုတော့ရှိတယ်ဒီပေါက်ကနေခုနကငွေအစုလိုက်အပြုံလိုက်ဝင်လာတတ်တဲ့ဂိမ်းလေးတွေရှိပါတယ်အဲ့လိုဝင်လာမဲ့ဟာကိုမှကိုကဒီတံပိုးမရှိတယ်ပေါ့လေခုနကအဝတ်အထည်တို့ထီဖနတ်တို့အထည်တို့အလိုက်တို့အဲ့ဒါမျိုးလေးတွေမဝယ်စေချင်ဘူးသူများလက်ဆောင်ပေးတာလည်းလက်မခံစေချင်ပါဘူးဗျာနော်အဲ့ဒါပြင်သူတို့ဘာအထားတဲ့ ဒါမှတန်ဖိုးမရှိတဲ့ငွေအနှဲငယ်ဖြစ်စီတခြားပစ္စည်းလေးတွေအနှဲငယ်ဖြစ်စီပေါ့လေအဲ့ဒါမျိုးလေးတွေအဝင်မတော်ပါဘူးဗျာနော်ဝင်ခဲ့လို့ရှိရင်ဘာဖြစ်လဲဆိုတော့လူခိုက်တယ်လို့တော့မပြောလို့ဘူးပေါ့လေကိုစီကိုကြီးကြီးမားမားဝင်လာမယ်ဆိုတဲ့ဟာတွေကမဝင်တော့ဘဲနဲ့အဲရက်တန့်သွားတာလက်ပိတ်သွားတာမျိုးလေးတွေသွားဖြစ်တဲ့အတွက်နော်အဝင်မတော်ဘူးမဝင်ပိုကောင်းပါတယ်အဒီကလာမှာမဖြစ်မနေဝင်ခဲ့ရင်လည်းအဲ့ဒါတွေကိုမတုံ့ဆွဲဘဲနဲ့ခဏလောက်ထားပြီးတော့ဒီကလာလေးကြော်လုံပြီးနောက်ပိုင်းမှသာလင်းတုံ့ဆွဲပါလို့အကြံပေးခြင်းနဲ့ဗျာနော် အလောက်ကနေပတ်သက်ရင်တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအထူးသဖြင့်ဒီကလာမှာပြပထွက်ဖို့ကြိုးစားနေတဲ့သူတွေရှိတယ်ဆိုရင်ပေါ့လေပြပထွက်ဖို့အကောင်းဆုံးသောအခွင့်အရေးရတဲ့ကာလလို့ပဲပြောရမယ်နိုင်ငံသားကင်းရှိပါတယ်ဗျာနော်အာထိုင်းတို့ဂျပန်တို့ကိုရီးယားတို့စသည်အားဖြင့်ပေါ့လေကြိုးစားကြပါဗျာနော်ဆိုတော့ဘယ်နိုင်ငံပဲဖြစ်ဖြစ်ပါဒီကလာမှာသူကနိုင်ငံသားတဲ့ကင်းရှိတယ်တွားကရင်လည်းအဆင်ပြေတဲ့ကင်းရှိတာတွေ့ရတဲ့တို့ကဝမ်းသာဖို့ကောင်းတယ်နော်တခုတော့ရှိပါတယ်ဒီကလာမှာသွားလာလှုပ်ရှားတဲ့ခါလေးမှာပေါ့လေဘာပဲလှုပ်လှုပ်ပါ ဒီချိန်တစ်ခါတည်းမပြီးဘဲနဲ့နှစ်ချိန်နှစ်ချိန်ဖြစ်ရတဲ့သဘောဝရှိတယ်အကြောရှိတာမျိုးတော့ဖြစ်တတ်တာပေါ့နော်သို့တော့အဲ့ဒါလေးကိုနည်းလေးကစိတ်ရှိသိခံပြီးတော့ဆက်လျှောက်ပါအဆုံးမှာတော့ဒီချက်ပေါ့အစဉ်ပြေတယ်ဗျာနော်နောက်တစ်ခုဝင်နှန်းတွေဖြစ်ခဲ့မယ်ဆိုရင်ဒီကရမှာအလောက်ပြောင်းရတာမျိုးဖြစ်ရင်ဖြစ်မဖြစ်ရင်နေရာထိုင်ခင်းပြောင်းရွှေ့တာမျိုးလေးတွေထပ်ပြီးကြုံရတဲ့သဘောဝရှိတယ်အထူးသဖြင့်ဒီကရမှာအလောက်လောက်တဲ့အခါပေါ့လေအဲဝင်နှန်းလာဖြစ်ခဲ့မယ်ဆိုရင် तू ကအထက်နဲ့အောက်ကြားတဲ့သွားညက်ကိုညက်တယ်ဗျာနော်ကိုကအယမ်းပင်မနဲ့ဗျာ ကိုယ့်ရဲ့အကျိုးမြတ်တွေကြတော့အထက်လူကြီးတွေကစားတာတွေခုနကအောက်လက်ငယ်သားတွေကလည်းစက်ညင်ဒေါ်လာတွေလှုပ်ဖို့ကင်မဲ့အချင်းချင်းမနာလို့တတ်ခဲ့တာတွေဖြစ်တဲ့အခါအထက်နဲ့အောက်ကြားတဲ့သွားညက်တယ်တဲ့ဒရိထားပေးစေချင်တယ်နော်အဲ့တော့အဲ့လိုမျိုးညက်တဲ့အခါမှာကိုကိုတိုင်လက်ရှိလောက်မှာမပြောချင်လို့ပြောင်းချင်ရွှေ့ချင်တဲ့စိတ်လေးတွေပေါ်လာတတ်တယ်အဲ့တော့ပြောင်းရင်ကောင်းလားရွှေ့ရင်ကောင်းလားမင်းတော့ကောင်းပါလေဗျပြောင်းချင်တပါဆိုရင်ပြောင်းတာပြောင်းပါဗျာနော်ကျွန်တော်တော့အားပေးတယ်ဖြစ်နိုင်ငံတော့လက်ရှိလောက်ကထွက်ပြီးကိုယ်ဝန်စီဝိုင်းတစ်ခုစတင်အကောင့်နဲ့ဖော်မယ်ဇောက်ချမယ်ဆိုတဲ့သူတွေအတွက်လည်းတင်းလျော်တဲ့ကာလလိုပဲပြောရမယ်နော် အဲ့ကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်ကင်နေတဲ့သူတွေကသူတွေအတွက်ဆိုရင်ပေါ့လေဒီကလာဒီအောက်လငယ်သားတွေကောင်းကောင်းကိုယ်ကိုစက်ကျင်တော်လန်တက်ခတ်တဲ့ကလာလို့ခေါ်တယ်အလုပ်သမားတွေကိုယ်စီကထွက်သွားတာလေးတွေကိုယ်ပြန်လဲစက်ကျင်တာတွေအလုပ်သမားတွေမရှိတဲ့ခါမှာနောက်ထပ်အလုပ်သမားတွေခေါ်တော့လူအလွယ်တကူခေါ်လို့မရဘူးလူမလာဘူးဖြစ်နေတာပေါ့လေဒါမျိုးလေးတွေသွားဖြစ်တယ်လေတချို့ကကြတော့လူအမဝင်ဘူးပေါ့လေရှိတဲ့လူပါထွက်တတ်တယ်ဆိုတော့အနေထားကြီးသွားချုပ်သွားတော့သတိတော်ထားပြီအဲ့ဒါတွေကိုပဲအကြောင်းပြုပြီးစိတ်တော်ကရောက်မယ်နော်မမေ့ပါနဲ့ သူကအလုပ်ထမှာလည်းအဲ့လိုဖြစ်တတ်တယ်လို့မိသားစုတစ်ခုဆိုခဲ့ရင်လည်းလင်ကြောက်ဖြစ်စေတာသမီကြောက်ဖြစ်စေမိဘကြောက်ဖြစ်စေညီကိုမောင်နှမကြောက်ဖြစ်စေဆိုပြီးအဲ့ဂျားထဲမှာကိုကလိုက်လိုက်ညက်နေတဲ့တဘာဝရှိတော့အတနုံးလေတာသမီကျွန်တော်မိတ်ဆွေတွေတော်တော်လေးတော့သတိထားပေးပါလို့အကြံပေးပါရစေနော်ဆိုတော့ငွေချင်းတဲ့ပတ်သက်တော့ဘာမှဆက်မပူနဲ့ဆုံရှုံလာတဲ့ငွေအခြေအနေလေးတွေပြန်ရတတ်တယ်ပြီးတော့ဒီကလာမှာငွေချင်းတဲ့ပတ်သက်ပြီးအကူအညီတွေပါတောင်းမယ်ဆိုလို့ရှိရင်လည်းတောင်းလို့ရတဲ့ကာလလို့ခေါ်တယ်အငွေချင်းအကူအညီလေးတွေပြန်လဲရရှိတတ်တဲ့ကာလပဲဗျာနော်အဆင်ပြေပါတယ် အာဒီကလာမှာအဲဆုံးရှုံးလာတဲ့ငွေတွေပြန်တောင်းခံရင်လည်းရထတဲ့ဂိမ်းရှိတယ်။ငွေအစုလိုက်ပြန်လိုက်ဝင်တတ်တယ်။တချို့တွေများဆိုရင်အမွန်နစ်တွေပါတယ်ရလာမျိုးတွေပတ်စံအထုတ်လိုက်တဲ့ဝင်တယ်လို့ဂိမ်းလို့ခေါ်တာပေါ့လေ။ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလောက်ကနေတဲ့သူတွေတက်ကမှကားအယောင်းဝယ်လုပ်တဲ့သူတွေခြံတို့ကြောက်တို့အယောင်းဝယ်လုပ်တဲ့သူတွေဆိုရင်ပို့ပြီးတော့ကောင်းတယ်ဗျာနော်။ဒီကလာကရောင်းကောင်းဝယ်ကောင်းတာပေါ့လေ။အဲ့ကနေအကျိုးမြတ်များစွာရရှိတယ်။တခုပဲမှာကျင်တဲ့ရွှေနဲ့ပတ်သက်ပြီးလုပ်နေတဲ့သူတွေကတော့အညံ့အခိုက်အတန့်တွေရှိတယ်။သတိထားရွှေတို့ရဏတို့နော်။ ပြီးတော့ရွှေတွေပါတယ်အဝင်မတော်ဘူးချင်းတော့မှအကြောင်းအကြောင်းကြောင့်ပေါ့လေအပေါင်းတန်ရောက်လာတာတွေရောင်းထုတ်ရတာတွေဖြစ်တဲ့တဘာဝရှိတယ်သတိထားမယ်နော်အဲဒီကရမှာရွှေတွေပါတယ်ယင်းနီမြွတ်နော်ပြီးရောင်းဝယ်ဖောက်ကားတာမျိုးလေးတွေမတင်တော်ဘူးလို့အကြံပေးခြင်းနဲ့နော်အဲ့ဒါလေးတော့ဂယူဆိုင်ပေးပါဗျာကျမရဲ့ပတ်သက်ရင်တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေအထူးသဖြင့်အာယုံကြောင့်နဲ့ပတ်သက်တဲ့ယောဂလေးကပြင်းပြင်းထန်ထန်ဖြစ်တဲ့သတိထားပဲတွေးတိုးတဲ့ယောဂလေးတွေပါလာရင်တွေးတိုးတာတွေစီးကျိုးတွေစီးကျိုးယောဂတွေပါဆက်ဆက်ပြီးသွားဖြစ်တဲ့တဘာဝရှိတယ်ဂယူဆိုင်နော် ဒါပြင်သွားလာလှုပ်ရှားတဲ့ခါမှာအခက်မသိရင်အဲလက်တွေပါနေနာတာကြိုက်တာကြိုးတာစသည်အဖြစ်အဲ့ဒါမျိုးလေးတွေအစားသွားဖြစ်တယ်တချို့ကလက်ခေါင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တယ်ဂယူဆိုင်ပဲမပေါ်ဆန်တယ်နော်အခြေအိမ်တော်ရင်းနဲ့ပတ်သက်ရင်တော့ကောင်းတယ်လို့ပြောရမယ်ဆိုတော့လည်းပဲတကယ်တကယ်တန်တန်ရှင်းရှင်းကောင်းတာမျိုးတော့ကျွန်တော်မမြင်ဘူးပေါ့လေအဲ့ဒါဘာကြောင့်လဲဆိုတော့ဒီကာလမှာတနင်္ဂနွေသားသမီးတွေအခြေမြစ်တာရင်းနဲ့ပတ်သက်လို့ရှိရင်သုံးဝန်းဆိုင်လေးဝန်းဆိုင်တွေဖြစ်တဲ့တဘာဝရှိတယ်တတိထားပါအဲကိုကိုတိုင်းလည်းမလွတ်မလပ်ဖြစ်တဲ့အနေထား လက်ရှိချစ်သူအိမ်တော်ဘက်နဲ့အဆင်မပြေဘူးဒါပေမဲ့လို့တရားရံကတော့ကွယ်လာမင်းမကွယ်ဘူးတို့လို့တောင်းဖြစ်တယ်အဲ့ဒီအချိန်မှာနောက်ထပ်တယောက်နဲ့ထပ်ပြီးမြေတားမြရတယ်ဗောလေအဲ့တော့မြရတဲ့သူကလည်းတချို့တွေဆိုရင်တော့မှနောက်ဆက်တွဲလေးပါလာတတ်တယ်သူလည်းမလို့မလက်တာဖြစ်တယ်ဒါမှမဟုတ်ကိုကနှုတ်လိုက်ရင်တော့မှမလို့လက်တဲ့သူနဲ့သွားပြီးမြေတားမြတတ်တယ်လို့ခေါ်တယ်ဗျအဲ့တော့နောက်ဆက်တွဲလေးပါတဲ့အခါမှာနှစ်ပွင့်ဆန်နေသုံးပွင့်ဆန်နေရှုပ်ရှက်ခတ်တဲ့အနေအထားမျိုးတွေဖြစ်တယ်တော့လေသတိထားပေးပါဒီကလာမှာကိုစီဝင်လာတဲ့သူတွေကိုနည်းနည်းလေးစီစစ်ပြီးရွေးချယ်ပေးပါအမျိုးသမီးလေးတွေအတော့ကတော့ဒီကလာဒီကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်က တနင်္လာသားသမီးတို့ဗုဒ္ဓဂူတို့ဖြစ်ခဲ့လို့ရှိရင်တော့အဲအငယ်နောက်တွေ့တာမျိုးလေးတွေဖြစ်တယ်ဗျာနော်သတိလေးထားပေးပါလို့အကြံပေးပြရစီနော်အဒီကလာမှာဘာပဲလုပ်လို့တခုလုပ်မယ်ကြိုင်မယ်ဆိုရင်စနေသားသမီးတွေတင်တဲ့ပူတွဲတိုင်မြင်ပြီးလုပ်ရင်ပို့ပြီးတော့အကျိုးပေးတယ်နော်မေလ23ရက်24ရက်25ရက်26ရက်28ရက်အဲ့ရက်တွေတောက်လျှောက်အမရန်ကန်ကောင်းတယ်ဗျာနော် အင်တာဗျူးဖြေရတဲ့သူတွေဆိုရင်အင်တာဗျူးအောင်တယ်အလုပ်မရှိတဲ့သူတွေအလုပ်ရတတ်တဲ့ gain ရှိတယ်ပြည်ပထွက်သွားလို့အကောင်းဆုံးသော ကာလတွေလို့ခေါ်တယ်ငွေအခြေအနေပတ်သက်ပြီးအမှန်တန်လက်ရှုံမဲ့ကာလလို့ခေါ်တယ်ဗျနော်မြစ်တာကြီးမှာဝိုင်းဝိုင်းလေတယ်ဆိုတဲ့ကာလမျိုးပေါ့နော်ဒါပေမဲ့ဝိုင်းဝိုင်းလေတာများသောအဖြစ်ပြဿနာအနောက်ရှက်တွေပါလာတတ်တယ်အထူးသတိထားပါလို့အကြံပေးခြင်းလည်းဗျနော်မေလအဆက်နှစ်ရက်နေ့ကတော့အညံ့ခိုင်လေးရှိတယ်လူရင်းလူယုံဒုက္ခပိတတ်တယ်နောက်ကျောဓာတ်နဲ့ထိုးတတ်တယ်တောက်ကြဘုဒ္ဓဂူသာသမီလေးတွေကိုအကြောင်းပြုပြီးစိတ်ညစ်စိတ်တော်ကလေးတွေရောက်တတ်တယ်မမေ့ပါနဲ့နော်အဲ့တော့ဒီတစ်ပတ်ကာလမှာ တနင်္ဂနွေနေ့သားသမီးကျွန်တော်မိတ်ဆွေတွေကံတရားရဲ့ထောက်ပံ့မှုတွေအပြည့်အဝရခြင်းနဲ့ဆိုရင်တော့အညိုရောင်အပြာရောင်အဝါရောင်မိခိုးရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါဒါအပြင်ဂန်းကောင်ညွန့်ဂန္ဓမာပန်းငွေပန်းကြာပန်းကြောက်စိန်ပန်းကြေတရာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတာပဲဖြစ်ဖြစ်အဲနေအဲ့ကနေမှအလပောင်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးစွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေတနင်္ဂနွေသားသမီးတွေပေါ့လေ ဒီတစ်ပတ်တာကာလသည်အမရန်ကန်ကောင်းတဲ့ရက်တစ်ပတ်တာကာလလို့ခေါ်ပါတယ်နော်အဲ့တော့ကောင်းတဲ့ຢာတွေအများကြီးပဲဂျားတက်ကနေမှအနှဲငယ်သောအညံ့အခိုက်လေးတွေကလည်းရှိတတ်တာပေါ့အဲ့တော့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကန်လေးတွေပိုကောင်းဖို့အတွက်ရက်ရာလေးတော့ခြေရမယ်ဗျာနော်အဲ့တော့ရက်ရာအနေနဲ့ဘယ်လိုခြေရမလဲဆိုတော့မြတ်စွာဘုရားမှာငွေကြီးလေးကိုလည်းလူတန်းဒါနာပြုပြီးအလိုရှိရာလေးဆုတောင်းအလိုရှိရာလေးတွေပြည့်စုံလာလိမ့်မယ်ဒါအပြင်စစ်စစ်နေတဲ့ချောင်းတို့မြစ်တို့လိုရေရှင်မှာငါးနှစ်ကောင်လွတ်ပြောင်းလွတ်ပေးလိုက်နော်စီဝါလက်လာပါအမရန်တက်ပြီးတော့ ိတ်နေတဲ့လက်လာပါလေးတွေပါပြန်လည်ပွင့်လန်းသွားပါလိမ့်မယ်။တနင်္ဂနွေသားသမီးအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါရစေ။